ချစ်ခြင်းမေတ္တာကိုလိုချင်တာလားအနိုင်လိုချင်တာလားပေါင်းသင်းဆက်ဆက်ရေးတကူမှာသူနဲ့ကိုညင်းလိုက်လို့ကိုနိုင်သွားပေမဲ့ပေါင်းသင်းဆက်ဆက်ရေးတကူဆုံရှုံသွားနိုင်ပါတယ်မိသားစုနဲ့ပြန်ညင်းလိုက်လို့ကိုနိုင်သွားရင်လည်းမိသားစုရဲ့စိတ်ထိခိုက်သွားနိုင်ပါတယ်ချစ်တဲ့သူနဲ့ပြဒနာတကူကူဖြစ်လို့ကိုဘက်ကမှန်ကြောင်တတိပြနိုင်နေဆိုရင်တော့ချစ်ခြင်းမေတ္တာတကူ ဆုံးရှုံးသွားနိုင်ပါတယ်။လူများစုမှာလူသားပြပြလူသားဆိုင်နဲ့အတားတချို့ကိုစီရှိနေကြပါတယ်။ကိုကပဲယူဆိုင်ခံခြင်းနဲ့ကိုကပဲအမှန်ကိုမမားကြောင့်တတိပြခြင်းကြတယ်။အနိုင်လိုခြင်းကြတယ်။စားတဲ့အတားဆက်မှုလေးဖြစ်ပါတယ်ခင်ဗျာ။အဲ့လိုအကြောင်းအရာတွေကြောင့်ပဲဆက်ဆံရေးအများကြီးဆုံးရှုံးခဲ့ကြဘူးပါတယ်။လမ်းခွဲသွားခဲ့ကြရတယ်။ငွေကြေးတွေဆုံးရှုံးခဲ့ကြတယ်လို့ စိတ်ချမ်းသာမှုတွေလည်းမရရှိခဲ့ကြပါဘူးခင်ဗျာတကယ်တော့လေကျွန်တော်တို့မင်းနေခဲ့ကြတာကတဦးနဲ့တဦးဆက်ဆက်နေအခါမှာကိုဘလို့ရလက်ကိုလိုချင်တာလေဆိုပြီးအချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကကိုယ့်ကိုယ်ကိုလည်းအရေးပါတဲ့လူတွေလို့တွေးသလိုတစ်ဖက်သူတွေကိုလည်းအရေးကြီးတယ်လို့တွေးပြရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အနိုင်လိုချင်တာလားချစ်ချင်းမေတ္တာလိုချင်တာလား ပျော်ရွှင်ရတဲ့မိသားစုဆက်ဆံရေးလိုချင်တာလားဒီဆက်ဆံရေးကိုရရှိတည်ငြိမ်စေချင်တာလားဒါမှမဟုတ်ဒီဆက်ဆံရေးမှာကိုကအနိုင်လိုချင်တာလားစားတဲ့ကိုလိုချင်တဲ့ရလဒ်လေးတွေကိုကြည့်ပြီးတော့ပျော်စုဆက်ဆံတက်ပါတယ်ဆက်ဆံရေးတွေမပြည့်စုံတော့ဘူးဆိုရင်ကိုဘက်ကစပြီးအလျှော်ပေးဖို့ဝန်မလေးပါနဲ့ကိုချစ်တဲ့သူတွေနဲ့မကွဲကွာစေချင်ရင်ကိုမှန်ချောင်းတွေကိုဘလောက်တော်ချောင်းတွေပြောနေစိုးနေရတဲ့ထက်သူ့အတွက်ပို့ပြီးတော့ ဦးစားပြီးပြောဆိုဆက်ဆံပေးလိုက်ပါတပတ်သူရဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားနားထောင်ပေးပြီးနှလုံးသားနဲ့စကားပြောတတ်ဖို့လိုပါတယ်ခင်ဗျာချစ်တဲ့အကြောင်းတွေကိုထုတ်ပြပါချစ်ချင်းမေတ္တာကို ထုတ်ပြတဲ့နေရာမှာမရှက်ပါနဲ့တပတ်သားအချို့ကိုလိုလာတဲ့မေတ္တာစိတ်လေးနဲ့ပြောဆိုဆက်ဆံခြင်းဖြင့်ကောင်းမွန်သောဆက်ဆံရေးတွေကိုရည်ရှိမြဲမြံအောင်တည်ဆောက်သွားနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့ podcast စီရင်လေးကို ဒီမှာပဲရနာလိုက်ပါတယ်ခင်ဗျာ။